ဝင်ကြများအားလုံးပဲမင်္ဂလာပါရှင်။ဟောပေါ်မြန်မာ channel ကနေပြီးတော့ပရိသတ်တွေအားလုံးကိုကြိုဆိုလိုက်ပါရယ်။ကျမရဲ့ channel လေးကနေပရိသတ်တွေအတွက်ကျမရင်းနေဘုသူတရောက်ပြရားကြော်တွေကိုဆင်ဆက်မပြတ်တင်ဆက်ပေးနေတဲ့ channel လေးပဲဖြစ်ပါရယ်ရှင်။ဒီကနေ့မှာတော့ကလင်းငယ်တွေမှာအာဟာရချို့တဲ့လက္ခဏာခွင့်တဲ့ချက်အကြောင်းကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါရယ်ရှင်။ကလင်းငယ်ဘဝမှာအာဟာရကအရာရာပါ။အာဟာရပြေဝမှာကိုလေးချိန်တပ်ပြီးအရက်ထမိတ် မြမြဆန်းဆန်းဖွင့်ပြိုးနေတဲ့အုံနောက်ကလည်းအာရာပြေဝါမှာ အရွယ်လိုက်ဖွင့်ပြိုးလာမှာပါဆိုလိုချင်တာကကလေးငယ်တွေမှာအာရာပြေဝါဖို့ကထိတ်တန့်ဥစားပေးပဲဖြစ်ပါတယ် ကလေးလေးကလိုအပ်တဲ့အာဟာရတွေပြည့်ပြည့်ဝဝရနိုင်ရလားဆိုတာကိုသိဖို့ကလေးငယ်တွေမှာအာဟာရချို့တဲ့နေတဲ့လက္ခဏာတွေကိုမိဘများကလေ့လာကြဖို့လိုပါတယ်။ဒါကြောင့်ဒီစီစီလေးကနေပြီးတော့ကလေးငယ်တွေမှာအာဟာရချို့တဲ့နေတဲ့လက္ခဏာခုနှစ်ချက်အကြောင်းကိုအတေးစိတ်တင်ဆက်ပေးသွားမှာဖြစ်လို့ကျွန်မနဲ့တူဗီလီကိုဆက်ပြီးလေ့လာကြည့်ဖို့ဖိတ်ခေါ်ပါရစေ။နံပါတ်၁ချက်နေနေကတော့ဖွင့်ပြမှုနောက်ကြခြင်း ကလေးဘဝမှာအာဟာရမပြည့်ဘူးဆိုရင်ကြေထွားဖွင့်ပြုမှုတွေနှောက်နေတတ်ပါတယ်။ကလေးတိုင်းမှာမဟုတ်ပေမဲ့တချို့ကလေးတွေမှာထိုင်တာလမ်းလျှောက်တာနောက်ကျတာမျိုးတွေတွေ့ရတတ်ပါတယ်။ကလေးဘဝမှာတွေကသူများထံနောက်ကျခဲ့တော့နောက်ပိုင်းအရွယ်ရောက်လာတဲ့အခါမှာလည်းနည်းနည်းစီနောက်ကျတတ်ပါတယ်။ဥမာအနေနဲ့ပြောရမယ်ဆိုရင်ကယ်စီယမ်၊ဗီတာမင် D, ဖော့စဖိုရပ်၊မက္ကနီဆီယမ်တွေက အရိုးရဲ့အတွက်လိုအပ်ပါတယ်။ဒီဓာတ်တွေချို့တက်ခဲ့မယ်ဆိုရင်ကလေးက အယူအာနေတော့မတည့်ရဖို့လမ်းလျှောက်ဖို့ခက်ခဲတတ်ပါတယ်။အင်အားပြည့်စေတဲ့အဓိကအာဟာရတွေဖြစ်တဲ့ကာဘိုဟိုက်ဒရိတ်၊ပရိုတင်းအစီတွေ၊မပြည့်ဝတွေ၊အယမတတ်တာ၊ကိုလီချိန်မတက်တာတွေပြတ်တတ်ပါတယ်။အုံနောက်တွဲလိုအပ်တဲ့ DHA တန်တဲ့စင်တာတွေကောင်းကောင်းမရဘူးဆိုရင်လေကလေးရဲ့အုံနောက်ဖွင့်ပြုံမှုနောက်နေပြီးမညံဆိုင်ရင်တန်ချာနိုင်စံတွေထိခိုက်နိုင်ပါတယ်။နံပါတ်2 နှုံပြီးအာမရှိခြင်းကလေးနဲ့မကြုံပဲနည်းနည်းလေးလှုပ်လိုက်တာနဲ့ပင်ပန်းနေပြီးရွယ်သူကလေးတွေနဲ့တန်းတူမစော့နိုင်ဘူးစဉ်ကလေးကအာဟာရချို့တဲ့နေလို့ဖြစ်နိုင်ပါတယ်အားဖြင့်စေတဲ့ကာဘိုဟိုက်ဒရိတ်ပရိုတင်းအဆီတွေကို ပြည့်ပြည့်ဝဝမစားဘူးဆိုရင်ကယ်လိုရီနည်းပြီးအပင်ပန်းမခံနိုင်တာအာမရှိတာနှုံနာတွေဖြစ်နေမှာပါတန်တဲ့နဲ့ပစ်တမေဘီထွဲတွေချို့တဲ့နေမယ်ဆိုရင်လေတွေးအားနေပြီး နည်းနည်းလေးဆုံးလိုက်ရင်လည်းအမောမခံနိုင်တာမျိုးဖြစ်နိုင်ပါတယ်။ကြက်သားနဲ့အယူရည်အတွက်လိုအပ်တဲ့ဗီတာမင် D, မက္ကနီဇီယမ်၊ပိုတက်ဆီယမ်တွေမရှိရင်လည်းကလေးကကြက်သားတွေအားမရှိပဲညောင်းနေနေမှာဖြစ်ပါတယ်။နံပါတ်3ဝါကြခနာဖြာနာခြင်းကလေးတဘာဝရလူကြီးတွေအကျဖြားနာတဲ့အချိန်ရေများတယ်ဆိုပေမဲ့မကြာခဏဖြားနာနေရင်တော့အာဟာရချို့တဲ့တာကြောင့်လည်းဖြစ်နိုင်ပါတယ် အထူးသဖြင့်ဗီတာမင်စီဗီတာမင်ဒီစနဲ့တန်တဲ့သူချိုးတဲ့အခါမှာခုတ်ကံအားပါထိခိုက်လာပါတယ်။ဒါကြောင့်ကလျာဖျားနာလွယ်ပြီး နာလန်ချဖို့လည်းကြာတတ်ပါတယ်။နံပါတ်၄သွားနဲ့ကရင်ပြဿနာများဖြစ်လွယ်ခြင်းကလစီယံဗီတာမင်ဒီဗီတာမင် A နဲ့ဖော့စဖရက်စ်တို့ကသွားကြမ်းမရည်အတွက်မရှိမပြတ်လိုအပ်တဲ့အာဟာရတွေဖြစ်ပြီးဒါရီချိုးတဲ့ပဲဆိုရင်ကလေးမှာသွားနဲ့ကရင်ပြဿနာတွေဖြစ်လာနိုင်ပါတယ်။ဥပမာ ကလစီယံချိုတဲ့မယ်ဆိုရင်တော်ဖို့စားလွယ်တာတော်ပေါက်နောက်ကျတာတွေဖြစ်တတ်ပါတယ်ဗီတာမင်ဒီချိုတဲ့မယ်ဆိုရင်တော့တွားရဲ့အကျွေလွားတွေကောင်းကောင်းဖြစ်မလာတာကြောင့်တော်ဖို့စားလွယ်ပါတယ်ဗီတာမင် A ချိုတဲ့ရင်လည်းအလားတူပဲတွားကျွေလွားတွေထိခိုက်ပြီးနောက်ဆက်တွဲတွားပြဿနာတွေဖြစ်လာနိုင်ပါတယ်ဖော့စဖရက်ချိုတဲ့မယ်ဆိုရင်တော့တွားကျွေလွားတွေအားနေပြီးတော်ဖို့စားလွယ်ပါတယ်နံပါတ်5တင်ယူမှုနောက်ကြခြင်း တန်တန်အိုင်အိုဒင်းဗီတာမင် B12 DHA လိုမျိုး Omega 3 fatty acid တွေကအုံနောက်ဖွင့်ပြုံမှုမညံစိမ်းရည်တွေအတွက်လိုအပ်ပါတယ်ဒီတက်တွေချိုသိမ့်မယ်ဆိုရင်တော့တင် जा ခက်တာအယုံဆူဆိုင်မှုအာနေတာနောက်ပိုင်းကျရင်ကြောင်းစားမှာအခက်အခဲရှိတာတွေဖြစ်လာနိုင်ပါတယ်တန်တန်ချိုတဲ့အခါမှာကလေးကအယုံဆူဆိုင်မရတာစာတရခက်တာမညံမကောင်းတာတွေဖြစ်တတ်ပါတယ် အယောဒင်းကကလေးဘွားမှာမြ мян ဆန်ဆန်ဖွင့်ဖြိုနေတဲ့အုံနောက်ကျဲအရေးကြီးပြီးဒီတဲ့ချွတ်တဲ့ရင်အယွန်ကျောင်းနဲ့ညာဆိုင်ရဲ့ဖွင့်ဖြိုမှုတွေထိခိုက်တတ်ပါတယ်။ Omega 3 fatty acid အချွတ်တဲ့ဖြင့် DHA ချွတ်တဲ့ရင်တော့အယွန်ဆုံးဆိုင်မှုအားနေတာ မှတ်သားနိုင်စွမ်းမကောင်းတာတင်ကြားခက်တာတွေဖြစ်လာနိုင်ပါတယ်ဗီတာမင် B12 ကအာယုံကျော်အပေါ်ရန်လွှာအတွက်လိုအပ်တာကြောင့်တည်တဲ့ချွတ်တဲ့ခဲ့ရင်မိတ္တတာအာယုံမရတာကြိုကြောင်းစင်ချင်မှုအားနေတာတွေဖြစ်တတ်ပါတယ်နံပါတ်6အစာချင်းစနစ်ပြဿနာများဖြစ်လျက်ချင်းကလေးတွေမှာအမြင်တဲ့ချွတ်တဲ့အခါဝမ်းချိုးသက်ပြီးတခြားသောဗီတာမင်နဲ့တတ်တုတ်တက်တွေချွတ်တဲ့ရင်လေအစာချေစနစ်ပြဿနာပေါင်းစုံဖြစ်တတ်ပါတယ် ဥမာအမြင်တဲ့ချိုးတဲ့ခါဝမ်မမန်တော့ဝမ်ချိုးတာတွေဖြစ်တတ်ပါတယ်။ဗီတာမင် B အုပ်စုချိုးတဲ့ခါဝမ်လျှော်တာအစာတောက်ပြတ်တာအာဟာရစုံယူမှုမကောင်းတာတွေဖြစ်တတ်ပါတယ်။ဗီတာမင် D ချိုးတဲ့ခါအစာချေစနစ်မှာရှိတဲ့ကုခရအစနစ်ကထိခိုက်ပြီးဥရေရောင်လဲပါတယ်။စင်တဲ့ချိုးတဲ့ရင်တော့ဝမ်လျှော်တာအာဟာရစုံယူမှုမကောင်းတာကုခရအားကြရတွေဖြစ်တတ်ပါတယ်။ခုခံအားစနစ်မှာပါဝင်တဲ့ဆဲရီရဲ့80ရာခိုင်နှုန်းခန့်က ဝလန်ကြောင့်မှရှိနေတာဖြစ်ပါတယ်။နောက်ဆုံးချက်အနေနဲ့ကတော့အရေးပြစန္ဒာနဲ့လက်တဲချေတဲပြဿနာများဖြစ်လွယ်ခြင်း၊ကလေးမသားရဲ့ချောက်တွေတာ၊စပင်တွေချွတ်တာ၊လက်တဲချေတဲတွေကျွတ်ဆက်တာတွေကဗီတာမင်၊တတ်တူချက် fatty acid တွေချွတ်တဲ့တာကြောင့်ဖြစ်နိုင်ပါတယ်။ဗီတာမင်စီကကိုလဂျင်ကိုထုတ်လုပ်ပေးနိုင်ပြီးဒီတက်ချိုးတဲ့ခဲ့ရင်အရေးပြချောက်တာ၊ကြမ်းတာ၊အနာကျပ်ဖို့ကြရရဖြစ်တတ်ပါတယ်။ တန်တဲ့ချုပ်တဲ့ရင်လေစပင်တွေချုပ်ပြီးလက်သေးခြေသေးတွေကျိုးလွယ်ပါလိမ့်မယ်။ Omega 3 fatty acid အထူးသဖြင့် DHA ချို့တဲ့ရင်တော့အရည်ပြား၆တွေ့ရရင်သားတွေဖြစ်လာနိုင်ပါတယ်။ဒီလက္ခဏာတွေတဲ့ကတကူကူရှိနေရင်တော့ကလေးမအားရချို့တဲ့နေရာဖြစ်နိုင်ပါတယ်။မိမိတို့အနေနဲ့ကလေးတွေရဲ့စားသောက်ပုံကိုပြန်စစ်ဆေးပြီးလွယ်အပ်တဲ့အားရတွေဖြည့်ပြရမှာဖြစ်ပါတယ်။ ဟုတ်ကဲ့ပါရှင်ဒီကနေ့တင်ဆက်ပေးသွားရတဲ့အကြောင်းလေးကတော့ကလေးငယ်တွေမှာအာရချိုးတဲ့နေတဲ့လက္ခဏာခုနှစ်ရဲ့အကြောင်းကိုတင်ဆက်ပေးသွားခဲ့တာပဲဖြစ်ပါတယ်ရှင်။ကဲဒီလောက်ဆိုရင်တော့မိဘတွေအနေနဲ့ကိုယ့်ရဲ့ကလေးတွေကိုအာရတဲ့မချိုးတဲ့စီပွင့်ရဲ့တိကျကယူပြုပြီးတော့ဒီချက်လေးကိုဖော်ပြတင်ဆက်ပေးလိုက်ရပါတယ်ရှင်။ဒါကြောင့်မေမေတို့အနေနဲ့ဒီလိုလက္ခဏာတွေကိုကိုယ့်ရဲ့ကလေးငယ်တွေမှာမဖြစ်ရလေအောင်တေချာကိယုပ်ပြုအစဉ်ချန်တင်ပါတယ် ဒါကြောင့်မိမိတို့တွေအနေနဲ့ကိုကလေးငယ်တွေမှာဒီလိုလက္ခဏာတွေကိုကြုံတွေ့ရပြီဆိုရင်တော့မိဘတွေတည်ထားဖို့လေ့လာထားဖို့လိုအပ်ပါတယ်ဒီချက်တွေနဲ့ဖော်ပြတင်ဆက်ပေးလိုက်ရပါတယ်ရှင်အတိတ်တော်ဗီရီတနံမြွတ်တန်သိရှိနိုင်ဖို့အတွက်ဘိနာချက်ပေးခလုံးလေးကလေးအနိထားပြပောင်းလို့ထမံတောင်းဆိုရင်ဒီကနေ့ရကျွန်မတင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါအဆုံးထိအားပေးနာဆင်ပြကြရတဲ့တူတယောက်ချင်းစီတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်